လက်ထပ်ဖို့လုံးဝမရွေးချယ်တဲ့မိမဆယ်မျိုးအများအားဖြင့်လက်ထပ်ဖို့မရွေးတဲ့ယောက်ျားတွေအကြောင်းပဲပြောလို့ရှိတာကြောင့်ဒီတစ်ခါမှာတော့လက်ထပ်ဖို့မစင်စားတဲ့မိမတွေအကြောင်းကိုဖော်ပြပေးပါမယ်အားလုံးပြီးပြည့်စုံတဲ့သူဆိုတာတော့မရှိပါဘူးသို့သော်ညာလည်းမိမိရဲ့ဇနီးမယားအဖြစ် ရွေးချယ်တော့မယ်ဆိုရင်တော့အောက်ဖော်ပြပါမိမဆယ်မျိုးကိုတော့အထက်ထက်အခါခါစင်စားပြီးမှဆုံးဖြတ်ချက်ချတင်ပါတယ်နံပါတ်1ဒေါသကြီးတဲ့မိမဆယ် အမြဲလိုလိုစိတ်တို့ဒေါသထွက်နေတဲ့မိမကိုမြင်ဘူးပါလိမ့်မယ်။အဲ့လိုမိမမျိုးကိုဇနီးဖြစ်ရွေးမိမယ်ဆိုရင်တော့ဥလောင်းနေရမှာအမှန်ပါပဲ။နံပါတ်1အတ္တကြီးတဲ့မိမအတ္တကြီးတဲ့မိမတယောက်ကိုရွေးချယ်မိမယ်ဆိုရင်တော့နားလေမျှဝေပြီးခံကျင်တဲ့စိတ်လေးလုံးဝမရှိမှဖြစ်ပါမယ်။သူတို့ဟာသူတို့ရဲ့ပျော်ရွှင်မှုသာယာမှုကိုသာပထမဦးစားပေး ရွေးချယ်လှူဆောင်တတ်ပါတယ်။အဲ့ဒီလိုမိမမျိုးကို ယူမယ်ဆိုရင်လည်း စိတ်ညစ်ရမှာပါပဲနံပါတ်3ပစ္စည်းဥစ္စာမှတ်တော်မိမမိန်ကလေးတော်တော် များများကတော့ဥစ္စာငွေကြီးကို နှစ်သက်လीရှိပါတယ်ဒါဟာသဘာဝကျသလိုအမားတစ်ခုလည်းမဟုတ်ပါဘူးသို့သောခင်မွန်းမိသားစုသစ္စာတရားစင်ကျင်တုံတရားတို့ကိုကြော်လွန်ကဥစ္စာပစ္စည်းကိုခင်တွယ်နေတတ်တဲ့မိမကတော့ဇနီးကောင်းတယောက်ဖြစ်လာနိုင်မှာမဟုတ်ပါဘူးနံပါတ်4ယောက်ျားရင်းနဲ့ပလူပလဲနေတတ်သောမိမ ွတ်တွတ်လက်လက်ရှိတာနဲ့ဆက်စလူထားတာကနာမငိမ့်ဖြစ်တာမတူပါဘူးနော် အထူးသဖြင့်ဒီလိုမိန်းကလေးတွေဟာယောက်ျားလေးတွေနဲ့ပလူပလဲနေရတာကိုပျော်ရွှင်နှစ်သက်နေတတ်ကြပါတယ်ဒီလိုအကျင့်စရိုက်ရှိတဲ့မိန်းကလေးမျိုးကိုရွေးချယ်မိရင်တော့လက်ထပ်ပြီးတဲ့အခါမှာလေပြဿနာတွေများစွာကြုံတွေ့ရနိုင်ပါတယ်နံပါတ်5ပါတီကြိုက်တော်မိန်းမတရုတ်ပြက်အဝတ်စားတွေဝတ်ပြီးပါတီမှန်သမျှအကုန်တက်တဲ့မိန်းကလေးမျိုးကိုတင့်အနေနဲ့ တသက်တာဇနီးမယားအဖြစ်ရွေးချယ်နိုင်ပါသလားဒီလိုပါတီခဲတွေဟာအပျော်ပါအလွန်မတ်တတဲ့မိန်ကလေးတွေပဲဖြစ်ပါတယ်နံပါတ်6စဉ်းစားဆင်ခြင်ဉာဏ်မရှိသောမိန်းမတုံးအားသောမိန်းမသင်ဟာဒီလိုမိန်းကလေးကိုရွေးချယ်မိပြီးဘလောက်ပဲသူ့ပေါ်နားလည်မှုပေးနိုင်သည်ဆိုဆို သားသမီးရလာတဲ့အခါမှာတော့သင်ရဲ့သားသမီးတွေကိုကောင်းစွာတွင်တင်ဆုံဆုံးမှမှုပေးနိုင်မှာမဟုတ်ပါဘူးကိုလက်ထက်မဲ့မိန်းကလေးဟာအမေကောင်းတယောက်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကိုလည်းထည့်သွင်းစဉ်းစားသင့်ပါတယ်။နံပါတ်9လူစိတ်ဝင်စားမှုကိုခံကျင်သောမိမမိန်းကလေးအချို့ဟာလူတွေရဲ့စိတ်ဝင်စားမှုကို ခံယူကျင်ကြပါတယ်။ဒါကပုံမှန်ပါပဲ။ဒါပေမဲ့လည်းအတိုင်းထက်အလွန်ကြော်ကြားကျင်တာစိတ်ဝင်စားခံကျင်တာမျိုးကတော့အမျိုးသားတွေအတွက် နားလေရခက်လာစေနိုင်တယ်လို့အမြင်မကြီးစိတ်ပြတ်မှုတွေပါဖြစ်လာနိုင်ပါတယ်။နံပါတ်10အတင်းအဖျင်းပျော်လွန်သောမိမ့်မာ အမျိုးသားတွေဟာအတင်းအဖျင်ပျော်လွန်းတဲ့မိန်းမတွေကိုမှတ်နှက်သက်ကြပါဘူးတော်ယုံအဖျင်အမျိုးသားရောအမျိုးသမီးပါသူတစ်ပါးအကြောင်းကိုရံဖန်ရံခါပြောလို့ရှိကြပါတယ်ဒီလိုမဟုတ်ဘဲတွေ့သမျှလူနဲ့သူတစ်ပါးရဲ့အကြောင်းကိုအပုတ်ချအတင်းအဖျင်ပျော်ရင်နဲ့အချိန်ကုန်နေတတ်တဲ့မိန်းမတွေကတော့အလွန်ကိုစိတ်ပြက်ဖွဲရာကောင်းလာပါတယ်နံပါတ်9ဂရိမပေးတတ်တော်မိန်းမဒီလိုမိန်းမတွေဟာကိစ္စတစ်ခုခု ဥပမာအလုတ်ကြောင် တငယ်ချင်းချစ်သူစသဖြင့်မှာဂရီပေးဖို့ခဲရင်တက်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာကိစ္စရက်တစ်ခုပေါ်စိတ်ဝင်စားမှုဟာကြလွယ်ပြီးအခြားတနေရာကိုကူးလွယ်ပြောင်းလွယ်တာကြောင့်ပဲဖြစ်ပါတယ်။ဒီလိုစိတ်တက်မခိုင်မာတဲ့မိန်းကလေးနဲ့အိမ်အောင်ပြုမိရင်စိတ်အနှောက်ယှက်တွေများစွာတွေ့လာနိုင်ပါတယ်။နံပါတ်30မတ်ရိုင်းတော်မိန်းမသူကတော့အဆိုးဆုံးပါပဲ။တော်ယုံအဖြစ်တော့လက်မထက်ခင်မှာမသိကြပါဘူး။ဒါကြောင့်လက်မထက်ခင်မှာ ထိုမင်းကလေးရဲ့မိသားစုပေါ်တငယ်ချင်းပေါ်အဝင်းချင်းပေါ်ပြောဆိုဆက်ဆံပုံတွေကိုလေ့လာထားဖို့လိုပါတယ်။အနေထိုင်ပြောဆို လေးစားသမှုရှိတဲ့မင်းကလေးမျိုးမှသာမိမိအပေါ်လဲလေးစားမှုရှိမှာဖြစ်ပါတယ်။